ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကြီးရီလေညိနိုင်ကုတ်ကရေမှုဘူချုပ်ကြီးကျော်စွာလင်း အင်ဂျင်ကြီးကိုစိန်ခေါ်ပြီးလူဦးတို့တင်ကြားသည်များအားလုံးပြန်ယူမိတဲ့ရေတူပြပြပါပြီရဲဘော်ရှမ်းလေးမင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်ဖလာရဲ့နောက်ဆုံးသောရက်ဒီရက်မှာ NUG စိန်ခေါ်ခံရရပါတယ်ဆိုတော့တနည်းအားဖြင့် တော်ပြည်သူကဝရေးတောက်ဖွဲ့ဝင်တွေစိတ်ခေါ်ခံလိုက်ရတဲ့အခြေအနေတည်းပါဟုတ်ကဲ့ပါဒီနေ့မှာကျွန်တော်တင်ပြပေးမယ့်အကြောင်းအရာတွေကကျွန်တော်ပြည်သူကဝရေးတပ်ဖွဲ့ဝင်တွေနဲ့တိုင်းရင်းသားအရာကိုတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်ထိ ंछ ုပ်ထားတဲ့မြို့တွေကိုပြန်လဲသိမ်းပြမယ်လို့ကြုံဝါလိုက်တဲ့ပြောဆိုလိုက်တဲ့ကြီးရည်လီညှိနှိုင်းကုတ်ကဲရေမှုဗိုလ်ချုပ်ကြီးကျော်စွာလင်းအကြောင်းကိုတင်ပြပေးမှာပါ နောက်ထပ်ဒင်းတစ်ပုတ်ရှိပါသေးတယ်။အဲ့ဒီတရင်ကနည်းနည်းလေးထူးဆန်းနေတယ်ဗျာ။ဆိုတော့အရှိမကျွန်တော်တို့ဒါအချမ်းမဖက်စစ်ခွေတက်ကကျွန်တော်တို့ရဲ့ဖြီးသူပိုင်းပစ္စည်းတွေကိုဒါခိုးကြတယ်။ဒါတိုက်ပွဲဖြစ်တဲ့နေရာတွေဒါမှမဟုတ်သူတို့တွေခွေပြွက်ပြီးပြေးရင်းနဲ့ပြေးတဲ့လမ်းကြောင်းပေါ်မှာရှိတယ်ကျွန်တော်တို့ပြည်သူပိုင်းဒါဥစ္စာပစ္စည်းတွေကိုခိုးဆိုးလူ၌သွားကြတယ်ဆိုတာကိုကျွန်တော်တို့တသက်ဒီနေ့ကမြင်ခဲ့တွေ့ခဲ့ရပြီးဖြစ်တယ် ဆိုတော့အရှိကသူတွေကတော့သူတို့တွေခိုးရတဲ့အထက်မှာကြောက်စိမ့်တုံးတွေပါတယ်။ဟုတ်တယ်နော်ကျွန်တော်မြင်ပါတယ်။ပြီးတော့ကျွန်တော်တို့ပတ်စံတွေအထက်လိုက်။ဒါအများကြီးအချို့ဆိုရင်ဒါဘန်ကျွန်တော်တို့ဒါစီးတစ်စိတ်ပတ်တော်မှာမဖြုတ်ရသေးတဲ့ပတ်စံတွေအထက်လိုက်ထက်လိုက်။ဒါအချို့ဆိုရင်ဒါလက်ဝဲရနာတွေဖြစ်တဲ့ဆွဲကြိုးတွေလက်ကောက်တွေအာပြီးတော့အချို့ကြောက်ဒီကြောက်တန်ကျွန်တော်တို့ brand များတွေပေါ့ဗျာစတဲ့ရန်နာတွေကိုသူတို့တွေဟာ ပြည်သူတွေရဲ့နေအိမ်တွေကိုဖောက်ထွင်းပြီးတော့တေဆောင်ခိုးယူထပြေးကြတာကိုကျွန်တော်တို့တွေ့မြင်ခဲ့ရပါတယ်။ဆိုတော့ဒီကနေ့မှာတော့ထူးခြားတဲ့ဖြစ်စဉ်တစ်ခုကကျွန်တော်ပြည်သူပိုင်းထမိန်ကိုခိုးပြီးတော့ထပြေးတဲ့အကြမ်းဖက်စစ်ခွေးတကောင်အကြောင်းဖြစ်ပါတယ်။ဒါလည်းကျွန်တော်တို့စီမှာတတ်သိရှိပါတယ်။တတ်သိနေတကွာ တင်ပြပေးမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ video ကိုအဆုံးထိဝင်ကြည့်ရှုပေးဖို့ကျွန်တော်ရဲ့မိဘပြည်သူတူးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်အန်ယူဂျီကတော့စိတ်ခေါ်လိုက်စိတ်ခေါ်ခံလိုက်ရပါတယ်ဆိုတော့စိတ်ခေါ်လိုက်တဲ့သူကလည်းကြီးရည်လေးညှိနှိုင်းကုတ်ကဲရည်မှုဘုချုပ်ကြီးကြော်စွာလင်း ဆိုတော့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ERO တပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့နေမြေတွေကိုတနေ့မှအကုန်လုံးကိုပြန်သိမ်းပြမယ်လို့သူ့ရဲ့နှုတ်ကပြောဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့သတိထားရမယ်ဒီလိုပြောဆိုလိုက်တဲ့ဆိုတာသူ့မှာအကြောင်းရှိပါလိမ့်မယ်ဆိုတော့ကျွန်တော်ကဒီအကြောင်းတွေကိုဒါမတင်ပြခင်မှာသူ့ရဲ့အကြောင်းကို အရင်ဦးဆုံးတင်ပြခြင်းပါတယ်။ဟုတ်ပြီ။အဲ့ဒီကောင်အခုကျွန်တော်တို့ဒါပြည်သူတရက်လုံးကိုစော်ကားလိုက်တာပြည်သူတရက်လုံးကိုပါစိန်ခေါ်လိုက်တာဒါကပြည်သူလူထုရဲ့တော်လှန်ရေးကိုဗျာ။ဆိုတော့ကျွန်တော်တို့ပြည်သူတွေရောကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ရဲဘော်တွေရောပြီးတိုင်းရင်းသားကာကွယ်ရေးရဲဘော်တွေရောပြီးတော့ NUG အတိုင်းဝိုင်းကြီးတစ်ခုလုံးကိုဒဲစင်ခေါ်လိုက်ချင်းဖြစ်တယ်လို့ ကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တယ်။သူစိန်ခေါ်နိုင်တဲ့အကြောင်းအရာဒီအကြောင်းအရာကသူ့ရဲ့အရေးချင်းနဲ့တိုက်ရိုက်သက်ဆိုင်ပါလိုက်မယ်။စောစောစောလင်းဆိုတဲ့កောင်ကဘလူးកောင်မျိုးလေအရင်ဆုံးကျွန်တော်တို့လေ့လာကြည့်အောင်ပါ။ဟုတ်ပြီ။စောစောလင်းဆိုတဲ့កောင်ကအရာရှိသားသမီးတွေနဲ့ပေါင်းပြီးတော့ဘုသင်္နှံဖြီအရာရှိဖြစ်လာတဲ့កောင်ဖြစ်တယ်။ ကျွန်တော်ရဲ့ဗီဒီယိုကိုကြော်စွာလင်းကြည့်နေမယ်ဆိုရင်မှားတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာဝင်ရေးဒါမှမဟုတ်ကြော်စွာလင်းနဲ့ပတ်သက်တဲ့ကောင်တစ်ကောင်ကောင်ကြည့်နေမယ်ဆိုရင်လည်းကျွန်တော်ရဲ့ကွန်မန့်မှာဝင်ရေးဟုတ်ပြီနောက်တစ်ခုသူကိုနိုင်ကစီဘလောက်ကျွမ်းကျင်လဲဆိုတော့ကျွန်တော်ပြောရတယ်သူ့ရှော့မပြန်နေသူဟာရှေတန်းကိုချိန်ဖန်များစွာတွားခဲ့တဲ့သူဖြစ်တယ်ရှေတန်းပြန်တော့ကျွန်တော်ရဲ့မြို့ပါ ကျွန်တော်တို့တက်မှာကျွန်တော်တို့ဒါလူကြီးတိုင်းဝိုင်းနေနဲ့ပတ်သက်ပြီးတော့တနည်းအားဖြင့် PSO လုတ်ပြီးတော့အရာရှိအရာခံဖြစ်လာတဲ့သူတွေထဲမှာကြော်စားလင်းထိတ်ဆုံးကပါတယ်ဆိုတော့ तू က PSO ကောင်းတယောက်ပါပြောချင်တာကတော့အိတ်ဆွဲတဲ့ကောင်ဖြစ်ပါတယ်ဟုတ်ပြီ PSO ဆိုတော့လေရုပ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကြွန့်ကျင်တာပေါ့ဗျာ ဈေးနဲ့ပတ်သက်တာတွေကတော့ခဏလေးကျွန်တော်ပြီးသွားရင်ပြောမှာသူရှည်တဲ့ဖတ်ဖူးတဲ့အကြောင်းဟုတ်ပြီသူငရေနှုတ်ပြုဇင်းတဲ့အချိန်တည်းကလည်းပဲအရာရှိတာဟာသမီးတွေနဲ့ပေါင်းပြီးတော့အရာရှိဖြစ်လာခဲ့တဲ့သူပြီးတော့ဆင်းရဲနဲ့ပတ်သက်ပြီးတော့လဲဟုတ်ပြီဗျာကျွန်တော်အချက်လက်လည်းနေပဲတင်ပြပေးပါမယ်သူရှင်နဲ့ထွက်ဖူးရဲဆိုတဲ့အကြောင်းကိုပဲတင်ပြဟုတ်ပြီ ူရှေတန်းကိုအချိန်ဖက်များစွာထွက်ဘူးလေဘယ်နေရာကိုထွက်တာလဲရန်ကုန်မြို့ရဲ့ပြည်သူရင်ပြင်ပြီးတော့ရန်ကုန်မြို့ရဲ့ရွှေတကုံဖျားဆရာတက်နဲ့နီးစက်တဲ့အတိုင်းဝိုင်းကကြောက်ရင်မိဘပြည်သူတွေသိပါတယ်ဆရာမြို့အတွင်းထဲမှာသူတို့ရှင်တန်းထွက်ကြပါတယ်နောက်တန်းပြန်နေဆိုတာကသူတို့ရဲ့တရင်ဌာနချုပ်တစ်ခုခုကိုပြန်ပြီးတော့ဝင်ပြရတာပါဆိုတော့ရှေ့တန်း ကြော်စာလင်းထပ်ပါတယ်အဲ့ဒီထွက်တဲ့နေရာကရန်ကုန်မြို့ရဲ့ပြည်သူရှင်ပြင်းနေရာပါဟာပြည်သူရှင်ပြင်းမှာဘာတိုက်ပွဲရှိလို့လဲဆိုရှိတာဗောကျွန်တော်မြင်ပါရန်ကုန်ကျွန်တော်မြင်ပါတယ်သိမှာပါအာပြည်သူရှင်ပြင်းမှာကျွန်တော်တို့ဒါတုံးနေခံထားတယ်ဆိုတော့တုံးနေကိုကြော်ပြီးတော့အမ်ခွာပြီးတော့အသွားတဲ့သူတွေပြီးတော့ပြည်သူရှင်ပြင်းမှာစော့ကစားရင်းနဲ့ရန်ဖြစ်တဲ့သူတွေလည်းရှိမယ်ဆိုတော့ပြည်သူရှင်ပြင်းမှာဒါလုံကြုံရေးယူရတဲ့ ကောင်းဖြစ်တယ်။အဲသူရဲ့စီရေးကျွမ်းကျင်တဲ့အပိုင်းတွေပါ။နောက်ခုရန်ကုန်မြို့ရဲ့ရွှေတကုံဟာသူ့ရဲ့ရှည်တန်းလို့သတ်မှတ်တဲ့နေရာတစ်ခုပါ။ဆိုတော့ရာရှိတယောက်ဖြစ်ဖို့ရှည်တန်းထွက်ကပါတယ်။အဲ့ဒီထွက်ကတဲ့ရှည်တန်းကပြန်လာမှပခုံးပေါ်ကိုအပွင့်နေတင်တာဖြစ်ပါတယ်။ဘာကြောင့်ရွှေကုံကလည်းသူတို့အတွက်အရှင်န်းနေရပါရွှေတော့ရွှေကုံရဲ့အလံပြဖျားဆိုရင် ရန်ကုန်ကကျွန်တော်မိဘတွေကောင်းကောင်းသိပါတယ်။ကျွန်တော်တို့ဂျပန်ခစ်ကလေးကဂျပန်တွေတိစောက်ခဲ့တယ်။ကျွန်တော်တို့ဒါအာလှိုင်ကောင်းတွေလှိုင်ကူတွေအချုပ်ခန်းတွေရှိတဲ့နေရာ။ဆိုတော့အဲ့ဒီနေရာမှာယနေ့အချိန်ထိလည်းသူတို့တွေအထိုင်ချတက်ဆွဲထားတယ်။ဆိုတော့အဲ့ဒီမှာဒါသူတို့ရဲ့ရှေ့တန်းပေါ့ဗျာ။ရှေ့တန်းအဲ့ဒီနေရာမှာသူတို့ဘာလုပ်ကြတာလဲ။ရှူုံပြောက်လုံးလုံးရေးယူပေးရတာပါ။သူတွေကိုလုံးလုံးရေးယူပေးရတယ်။ ပုံမှန်လင်းလင်းပြောမယ်ဆိုရင်တော့မပြောသည်အုံးသည်ရောင်းတဲ့ကောင်တွေကိုလုံခြုံရေးယူပေးရတာဖြစ်တယ်ဆိုတော့ရှေကုံပြားမှာရှော့မတွက်နဲ့ကျွန်တော်မြင်ပါမပြောသည်အုံးသည်ပွဲတွေရောင်းတဲ့သူတွေကတာမန်လူတွေမဟုတ်ဘူးပစံရှိရဲ့အတိုင်းဝိုင်းတွေပဲအဲ့ဒီမှာလုံလို့ရတာလုံခွင့်ရတာဆိုတော့သူတို့တွေအဲ့ဒီနေရာမှာဘာနဲ့စတော့ကြတယ် ဆက်ဆက်ပြီးတော့ကျွန်တော်ရဲ့မိဘတွေစဉ်းစားမြင်မိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ပါတယ်အခုကျွန်တော်ပြောနေတဲ့ကြောစာလင်းရှည်တန်းပြန်ကြောစာလင်းရဲ့တိုက်ရိုက်ခိုက်ရကြောစာလင်းရဲ့ဆွမ်းဆွမ်းတမန်ရွတ်ရွတ်ချုံချုံအသက်ကိုဗောဓနာမထားပဲနဲ့ရဲရဲတိုက်ရဲရဲချိန်မှုဆိုတဲ့ရှည်တန်းစစ်မြင်တာပြန်အကြောင်းကိုကျွန်တော်တင်ပြနေခြင်းဖြစ်ပါတယ်ဒါကြောင့်ကြောစာလင်းနဲ့ပတ်သက်တဲ့သူကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေမယ်ဆိုရင် သူတို့တေချာပေါက်ဝန်ခံရပါလိမ့်မယ်။ဟုတ်ပြီကြော်စာလင်းကရုံးလုံငယ်မဲ့လုံတက်တဲ့ရုံးစရေးပါ။ဆိုတော့တက်မာကတော့ပုံစံလေးရှိရပါဗျာ။ဆိုတော့ရုံးလုံငယ်ကြွညင်နေသူတွေကလည်းရုံးလုံငယ်လှုပ်ဆောင်ကြပါခြေလက်စမြင်နေပြီမှာကျွန်တော်တို့ဒါတာဝန်ယူတဲ့လူတွေတာဝန်ယူကြပေါ့ဒါပေမဲ့ကြောစွာလင်းကငပါအဲ့ကောင်ကလူလဲကပ်ဖားဖြစ်တယ်ဆိုတော့သူ့ရဲ့ကျွမ်းကျင်တာကကပ်ဖားရက်ဖား လုတ်တဲ့ပညာသူရန်ကြွန့်ကျင်ပါတယ်။ဒါကြောင့်လည်းပဲဒါကျွန်တော် DSC စပြီးတော့ဝင်ရောက် try ပြီးတော့စောင်းမွဲဖြစ်တဲ့အချိန်မှာလည်းပဲသူဟာအရာရှိသားသမီးကြီးတွေနဲ့ပေါင်းသင်းပြီးတော့အရာရှိသင်တန်းဖြစ်ဆိုခဲ့သူပြီးတော့ညာရှိသင်တန်းဖြစ်ဆိုပြီးတဲ့နောက်ပိုင်းမှာလည်းပဲ PSO 8ဆွဲလုတ်ခဲ့တဲ့သူ ဒါကြောင့်ကျွန်တော်အရှိမပြောတဲ့ PSO ဆိုတော့လေရုံးလုပ်ငန်းကြီးကျွမ်းကျင်တာပေါ့ဗျာရုံးလုပ်ငန်းမကျွမ်းကျင်တဲ့ပညာမတတ်တဲ့ကောင်တွေအလုပ်မလုပ်ချင်တဲ့ကောင်တွေတက်သေးမှာအများကြီးရှိဆိုတော့အရေးအချင်းလေးနည်းနည်းလေးပြပြီးတော့ကပားရက်ဖားပြီးတော့လက်ရှိအချိန်မှာတော့ကြီးရေလေးနှိမ့်နိုင်ကိုကဲရေမှုဘုချုပ်ကြီးကြော်စွာလေးဖြစ်လာ တဲ့သူ့ရဲ့တမိုင်းမှာဟာသူ့တမိုင်းတအားကိုကြည်ပါတယ်ဆိုတော့ဒီကနေ့မှာသူကထုတ်ဖော်ပြီးတော့စိတ်ခေါ်လာတယ်ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကိုချိန်မုံမယ်ဆုံးဆုံးထားတဲ့မြို့ရွာနေမြေတွေကိုတနေ့မှအကုန်လုံးကိုတိုက်ခိုက်သိမ်းယူပြမယ် ။ဆိုတော့ဒီအချိန်နေ ဖြစ်လာခဲ့ရင်ကျွန်တော်မိပါတယ်။စိုးရင်ပူပန်မှုရှိနေမှာဆိုလို့ကျွန်တော်ကတင်ပြနေခြင်းဖြစ်ပါတယ်။ဟုတ်ပြီ။ဖြစ်စဉ်၄ကိုတင်ပြပေးပါမယ်။ကာဝေးဦးစည်းချုပ်ယုံမှာပြီးခဲ့တဲ့28ရက်နေ့ညနေပိုင်းမှာကျွန်တော်တို့အစည်းအဝေးလုပ်ပါတယ်။အဲ့ဒီစီဝဲကတော့နောင်ချိုဗမော်ဖာကန် ျွန်တော်တို့ပထောင်းနဲ့ AR မှာရှိတဲ့စစ်စင်ရေးနဲ့ပတ်သက်ပြီးတော့အစည်းအဝေးလုပ်တာပါဆိုတော့ AR ကိုလည်းရခိုင်နဲ့အာရခကျွန်တော်တို့ရခိုင်ကအာရခတက်တော် AA နဲ့ကျွန်တော်တို့ရဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေထိုးစစ်ဆင်နေတယ်ဟုတ်ပြီကျွန်တော်တို့နောင်ချိုမှာလည်းကျွန်တော်မြင်ပါတယ်တည့်အတိုင်းပဲဗမော်ကလည်းပဲဆန့်ငင်ဆန့်ငင် ဖြစ်နေတဲ့နေရာဖားကန့်ပူဆိုးပထောင်းကတော့ဘယ်ကောင်းမှတော့မှခြေတော်မချရဲတဲ့ နေမြေဘယ်ကောင်းမှဆိုတာကစစ်ခွေးရဲခွေးကျွန်တော်စကားမှန်လားမမှန်လားဆိုတာအဲ့ဒီပဒေါင်းတို့ဗမော်တို့ပြီးတော့ကျွန်တော်တို့ဒါ AR စီစာမျက်နှာနေရာထက်တီးတီးကိုအကြမ်းဖက်စစ်ခွေးတက်ရဲခွေးစစ်ခွေးသွားရဲလာလို့သူတို့ကိုပေါ်တင်မေးလိုက်ရင်တိပါလိမ့်မယ်ဟုတ်ပြီ ဒီလိုအချိန်လေးမှာကျွန်တော်ဖက်စစ်ခွေးတက်ကလေးချောင်းကနေပြီးတော့အသာစီးရယူနိုင်မယ်ဆိုတဲ့သူတို့ရဲ့တခုဒီသောစင်မနာပြင်ဖွင့်နိုင်တဲ့အခြေအနေနဲ့ကျွန်တော်တို့ကိုလေးချောင်းကနေပြီးတော့တိုက်ခိုက်အနံ့ယူဖို့သူတို့တွေပြင်ဆင်ခဲ့တဲ့လက်ရှိလက်အုံပြုနေစေ လေကြောင်းကနေဘလို့မျိုးပဲသူတို့တွေဘုံကျဲတိုက်ခိုက်မှုတွေရှိနေပါစေမြေပြင်မှာကျွန်တော်တို့ဟာတခုပြီးတခုအရှိကိုတိုးပြီးတော့တိုက်ခိုက်သိမ်းပိုက်နေတာကိုအံ့ဩပွေအကျမဖက်စစ်ခွေးတက်ကကောင်းတွေငုတ်တုံမေးထိုင်ကြည့်နေရပါတယ်ဒါကြောင့်လည်းပဲဒီစည်းဝေးကိုသူတို့လုပ်တယ်ဒီစည်းဝေးလုပ်တဲ့အချိန်မှာပဲဘိုးချုပ်ကြီးကြော်စွာလင်းစည်ရေးဖြူဟာတွေချပြလာတာဖြစ်တယ် ဟုတ်ပြီအဲ့တော့ဘသူကြီးကြော်သားလင်းကလည်းပြတ်သားပါတယ်တို့ဂျွာတွေကိုအကုန်လုံးကို ပြန်သိမ့်ယူပြမယ်ဘယ်နေ့လဲဆိုတာကိုထဲ့မပြောဘူး၃လလားတစ်နှစ်အတွင်းလားဒါမှမဟုတ်၃နှစ်အတွင်းလားသူပြောတဲ့စကားပါသူကိုယ်တိုင်စစ်မတိုက်ရတော့ရှေ့တန်းမှာလူတွေဘလောက်တည်နေမလဲဆိုတာမတည်ဘူးတဲ့ ဟုတ်ပြီအချိန်နေရရက်ကိုတော့တက်သေးကកောင်းတွေကဖင်ရောခေါင်းရောကျင်းနေတယ်လို့ရှိသမျှအမွှေးတွေအကုန်လုံးထောင်နေတယ်လို့ကျွန်တော်တို့သိကြတဲ့သတင်းရရှိထားပါတယ်။သူကပြောတယ်လေ။ဘယ်နည်းလဲဆိုတာကိုထဲ့မပြောဘူး။မှန်တာပေါ့။စီရင်မဟာဖြူရရန်ကြီးမတော့ဘယ်နည်းလဲဆိုတာသူပြောမှာမဟုတ်ဘူး။ဒါကတော့လှုပ်ရချက်ကိုဗျလက်ခံပါတယ်။၃လလာတစ်နှစ်လား ဒါကလည်းတက်ခံပါတယ်ဒါမှမဟုတ်၃နှစ်အတွင်းလာဆိုတော့နည်းနည်းတော့များသွားပြီကျွန်တော်ယူမိပါတယ်သူစပြောတာတလားနလားတနည်းတနည်းကနေပြီးတော့နှစ်နှစ်သုံးနှစ်လာဒါတော်မှသူကမပြောတတ်သေးဘူးတဲ့ဆိုတော့နှစ်ပေါင်း30များကြာပါမလားနှစ်ပေါင်း300အောင်များကြာပါလားဒါမှမဟုတ်တမလွန်မှာပဲကျွန်တော်တို့ကိုတရေတပတ်အနေနဲ့ပဲပြန်ပြီးတော့တိုက်မလားဆိုတာကိုတော့ကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါ လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးတက်ဟာတော်တော်လေးကိုဒါစည်ရင်မှမျက်ဖြူကျနေတာပါဆိုတော့လက်ရှိသူတို့တွေလေချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေပြီးတော့ဒီအပိုင်းအတွင်းမှာဒါတို့အစိတ်သိမ့်ဘုံတွေကိုအရင်လိုတစ်လုံးနှလုံးနဲ့ကျဲတာမဟုတ်ဘဲနဲ့ငါးလုံး၆လုံး၈လုံးအထိကျဲချပြီးတော့ရက်ဆက်ပြနေသည့်တိုင်အောင်ကျွန်တော်သတင်းရရမှကြည့်လိုက် ကျွန်တော်စခန်းတွေပစ်လိုက်ရတာရှိပါလားကျွန်တော်နေမြေတွေဆုံးရှုံးသွားတာရှိပါလားဒါဟာလက်ရှိမြေပြင်အခြေအနေပါ ဟုတ်ပါတယ်ကျွန်တော်လက်ရှိအချိန်မှာဂျမဖက်စစ်ခွေးတက်ရဲ့တိုင်းစစ်ဌာနချုပ်နှစ်ခုအပါအဝင် ကြီးမားတဲ့တပ်စခန်းပေါင်း146ခုနဲ့မြို့ပေါင်း90ကျော်တရာနီးပါးအထိလက်လွတ်ထားရတဲ့အခြေအနေမှာဒီအခြေအနေကို သူဟာ ပြောင်းပြန်ပြန်လှန်နိုင်တဲ့ အနေထားတစ်ခုကိုဥဆောင်သွားမှာဖြစ်ပါတယ်။မာဗျူအာတွေကိုလည်းစနစ်ကြရေးဆွဲထားတယ်။ဆိုတော့ကျွန်တော်အတိပေးလို့ဒါကတော့ကျွန်တော်တို့တော်တော်လေးကိုသတိထားရမယ်။သူ့ရဲ့တိုက်ပွဲဝင်ခဲ့တဲ့ဒါရှေတန်းပြန်အစစ်သားဟောင်းကြီးဆိုတာကိုလည်းကျွန်တော်မိဘတွေကိုအရှိမသူရှေတန်းထွက်ခဲ့တဲ့ရွှေကုံဖျားအလံပြစီဒီရွှေကုံမှာငပြောသည့်အုံသည့်ပွဲတွေနဲ့ ။တွားပြီးတော့အလုရှုပ်နေတဲ့ကောင်းပြီးတော့ပြည်သူရင်ပြင်မှာခလေးဆောင်ရတဲ့ကောင်းဒီကောင်းအရေးချင်းတွေချောင်းကျွန်တော်တို့များစွာစိုးရင်မကင်းဖြစ်မိပါတယ်။ဟုတ်ကဲ့ပါ ါကတော့ကျွန်မဖတ်စစ်ခွေးတက်ကတရားဝင်ထုတ်ဖော်ပြီးတော့တရားဝင်စိန်ခေါ်လာတဲ့အခြေအနေတွေကိုကျွန်တော်ရဲ့မိဘပြည်သူတရားလုံးကိုကျွန်တော်ပြန်ပြီးတော့တင်ပြနေခြင်းဖြစ်တယ်ကျွန်တော်ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေလည်းစိန်ခေါ်ခံလိုက်ရသလို NUG အတိုင်းဝိုင်းတစ်ခုလုံးလဲစိန်ခေါ်ခံလိုက်ရတဲ့အခြေအနေပါဟုတ်ပြီနောက်ထပ်ထူးခြားတဲ့ဖြစ်စဉ်တစ်ခုအဲ့ဒီဖြစ်စဉ်ကတော့အရင်ချိန်ကကြောက်စိမ့်တွေရွှေတွေငွေတွေကျွန်တော်လက်ဝိရဏပစ္စည်းတွေကိုကျွန်တော်တို့ဒါလူယူ ခိုးနိုင်ပြီးတော့ခွေးပြေဝပြေးပြေးတဲ့လမ်းကြောင်းမှာအကျမ်းဖက်စစ်ခွေးတက်ရဲ့ဓာတ်ပေါ်ဒီအသေးကောင်းတွေစီမှာကျွန်တော်တို့သိသိရမိခဲ့ပြီးဖြစ်တယ်ဆိုတော့ကျွန်တော်မိဘတွေကိုကျွန်တော်အနေနဲ့ message လေးပေးချင်ပါတယ်အချို့သောသတင်းတွေကကျွန်တော်အနေနဲ့တိုက်ရိုက်ထုတ်ပြန်လို့မရတဲ့အခြေအနေမှာကျွန်တော်မိဘတွေအတိပေးတဲ့သတင်းတွေကိုတော့အတိပေးပါတယ်ဆိုတော့သတင်းကိုကျွန်တော် ချက်ကားပြီးတော့တင်ပြနေတာမဟုတ်ဘူးဆိုတာကျွန်တော်ရဲ့ဗီဒီယိုကိုအငြင်းနဲ့ကြည့်နေတဲ့ကျွန်တော်မိသားစုဝင်တွေသိပါတယ်အရှိတော့ဒါဗီဒီယိုနှစ်ပုတ်သုံးပုတ်မှာကျွန်တော်မိကုန်းနေအများကြီးပြည်တန်းကြီးမင်းနေကြတာရှိပါတယ်ဆိုတော့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးကျွန်တော်တင်ပြခြင်းဖြစ်တယ်ဟုတ်ပြီထမင်ခိုးတဲ့အကျွန်တော်ဖက်စစ်ခွေးတက်ကကောင်ကိုတော့မိလိုက်ပါပဲမတန်ဘူးလားတန်လားကျွန်တော်မိပါတယ်ဆုံးဖြတ်ရမှာဖြစ်တယ် ဒါကြောင့်အရှိမဒါကြောက်တံပရံများပြီကြောက်စိမ့်တုံးတွေဒါငွေတွေထတ်လိုက်နဲ့ဒါဖန်းစီရမိခဲ့တဲ့ကောင်တွေနဲ့အခုထမိန်ထိုးထမိန်ခိုးလိုက်တဲ့ကောင်ရဲ့အခြေအနေနဲ့ကျွန်တော်တို့မိဘတွေကဒါပုံသက်ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီဖြစ်စဉ်ကကျွန်တော်ဘကိုးယုံမပေါ်တက်လာတဲ့အကြမ်းဖက်စစ်ခွေးတက်စစ်ကြောင်းကိုကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေက ခြင်ပွန်းတုတ်တင်လိုက်တဲ့ဖြစ်စဉ်ကအစပြုပါတယ်အကြံဖတ်စစ်ခွေတက်ကစစ်ခွေအကောင်90ပါတဲ့စစ်ကြောင်းထိုးလာပါတယ်အကိုယိုးမကဘကူမှကျွန်တော်တို့ရှိနေတယ်ဆိုတာကိုသူတို့သတင်းရတိန်ရတော့ညော့မင်းတို့လူချင်းနဲ့လက်နက်ယူอ่ะမင်းတို့အင်အားတွေစုဖွဲ့ပြီးရင်မင်းတို့စစ်ကြောင်းထိုးအမှန်ကအသေးခံကားလိုက်တာတခါတည်းမှာသူတို့ဟာ သူတို့ရဲ့အောက်ကငှက်စနူခွေးပေါက်တွေခဏအချိန်ထိဘာမှမသိသလိုလက်ကင်ထုတ်အလုတ်ခံနေရတယ်ပြီးတော့ခွေးရိုးကိုရှာနဲ့ယက်နေတဲ့ကောင်တွေကိုရှည်တန်းဘကိုးရိုးမကိုပို့ပြီးတော့အသေးခံခိုင်းလိုက်တဲ့ဖြစ်စဉ်တဲကဒီနေ့ထမိန်မှာခိုးတဲ့အကျွမ်းဖက်စစ်ခွေးတက်ကိုမိလိုက်တာပါအဲ့ဒီ80%ကျောင်းမှာအကျွမ်းဖက်စစ်ခွေးတက်အကောင်30 တိဆုံးသွားပါတယ်ဆိုတော့တိဆုံးတယ်ဆိုတော့အရန်လေးစကားလေးကလှကျွန်တော်ပြောနေကြအတိုင်းပဲမက်ဆီတော့ကိုက်ချိန်မရပါနဲ့အဝေးစီငရဲကိုကိုတွင်းကိုတူးသွားတွင်းကျူးတာတော့မှနတ်အောင်မတူးတော့အဲ့ဒီကောင်လေးရဲ့အပုံနဲ့ကတော်တော်လေးကိုနန်းဟောင်းမိုးလေးတစ်ပြိုင်တစ်ပြိုင်ရွာတဲ့အချိန်မှမြင်မကောင်းရှုမကောင်းတဘာပတ်ဝန်းကျင်မှာပျက်စီးတော့မယ်တဘာပတ်ဝန်းကျင်ရဲ့နန်းသက်တွေ့ ဒါမကောင်းတဲ့အခြေအနေမှာကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကသူတို့ရဲ့အလောင်းတွေကိုသူတို့ရဲ့အပုပ်ပွားတွေကိုစုပြီးတော့ရှင်းလင်းလိုက်ရပါသေးတယ်။ဟုတ်ပြီ။ဒီပြည်စင်ကဘကိုးတိုင်းမင်းလာမြို့နယ်အပိုင်းဘကိုးရိုးမှအထွေထွေကိုအင်အား80ပါချမ်းဖက်စစ်ခွတ်တဲ့စစ်ကြောဒါတက်လာတဲ့အချိန်မှာပိတ်ဆို့ဝင်းရံကြောင်ပိတ်အရိုက်ခံလိုက်ရတဲ့ဖြစ်စဉ်မှာ ဟုတ်ပြီဒီပြစ်စင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကပဲအပင်ပန်းခံပြီးတော့ဒါကျွန်တော်တို့ရတားပြည်သူတွေအနက်သက်တွေလုံစွာမခံနိုင်တော့တဲ့အဆုံးမှသူတွေကို စုပြုံပြီးတော့ဒါရှင်းလင်းလုပ်လိုက်ရတဲ့အကြောင်းကိုတာဝရီခရိုင်ကတာဝန်ရှိတဲ့သူကပြောဆိုလာတာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ဒါတိုက်ခိုက်မှုအတွင်းမှာဂျမ်ဖက်စစ်ခွေးတက်အကောင်30ချက်မနေတိုက်ဆုံးပြီးတော့ အတူအပြက်တွေနဲ့ခွေးပြေးဝပြေးထွက်ပြေးစကြောင်းတစ်ခုလုံးပုံပြက်ခွေးတက်ပါပြက်သွားတယ်လို့ကျွန်တော်တို့တိကျတဲ့သတင်းတွေရရှိထားပါတယ်။ဟုတ်ပြီအဲ့ဒီမှာရှင်းလင်းရေးကျွန်တော်တို့လုပ်ရပါတယ်။ရှင်းလင်းရေးလုပ်တော့လက်နက်ခဲယမ်းကိုကျွန်တော်တို့ကရှင်းတာ။လက်နက်ခဲယမ်းနေကျွန်တော်သိသိတယ်ပြီးတော့ရရရတဲ့လက်နက်ခဲယမ်းတွေနဲ့ဆင်းတွေလုပ်တဲ့ပြီးသွားရင်အဲ့တနက်တွေလည်းကျွန်တော်တို့စက်ကပါသေးတယ်။ သတင်းတွေထပ်မှာကျွန်တော်ရဲ့မိဘတွေဒါလက်ပေါင်းတနက်ပေါ့နော်တနက်30 50ဝင်းကျင်လောက်အချို့ဆိုရင်တောင်နဲ့တောင်နဲ့ရတဲ့ချီပုံးနေတာတနက်တွေအများကြီးအဲ့ဒီအချိန်မှာဗျမ်းမြအဖြစ်၃ပုံတပုံလောက်ကချီကုန်မထွက်တဲ့တနက်တွေပါတယ်ဆိုတော့လက်ရှိအကြမ်းဖက်စစ်ခွေးတက် standard army ပပတ်ကြီးထုတ်ပေးတဲ့လက်နက်တွေကောင်းလားမကောင်းလားဆိုတာကိုမြေပြင်ကရဲဘော်တွေကိုမေးကြည့်ပါကျွန်တော်တို့စီမှာသူတို့လက်နက်တို့ကင်တော့မကင်ရင်တကယ်ကျွန်တော်များသောအားဖြင့်ကျွန်တော်ကိုနိုင်ရှင်းလင်းသွားတဲ့အချိန်မှာ AK47 ပဲကျွန်တော်ခြင်စချောက်ဖြစ်ကြအာမေယာလို့ဆိုတော့ဒီကောင်လေးရှိရရတဲ့ MACD ဘောင်းတစ်ချက်ထွက်ပါအရှိကကြီးတော့ထွက်သွားတယ်ကြီးကုန်ထွက်သွားတော့ ကြည်ကိုမထွက်တော့ကျွန်တော်တို့ကကြည်ရထထိုးလို့မရအောင်ဟာအဲ့ဒီမှာပြဿနာစပရယ်ဆိုင်ပါတယ်ဆိုမှခွေးတုံးနဲ့ခွေးကိုပြန်ရိုက်ဖို့အဲ့ဒီဒုက္ခလည်းအဆွေဟာကျွန်တော်တို့ဒါအချို့မိဘတွေဒါ MAC လက်နက်တွေပေါ့နော်သူတို့ကင်တဲ့တနက်တွေကိုခြေတန်းမှာပဲဒီလိုဒင်ကကင်ပြီးတော့စိတ်ဆိုးပြီးတော့ရိုက်ချိုးခဲ့တဲ့လက်နက်တွေအများကြီးရှိတယ်ဆိုတော့ဒီလိုလက်နက်တွေကိုအကြမ်းဖက်စစ်ခွေးတက်က ကောင်းနေကင်နေရတာပါဆိုသူတို့တွေလက်နှစ်တွေအများကြီးရှိတယ်ပြီးတော့သူတို့တွေဒါအရင်ကအစ်မြင့်ပါတယ်လက်နှစ်ထက်လက်နှစ်ထုပ်စိတ်ယုံကြည်တဲ့ရှိပါတယ်ဆိုတော့ကောင်တွေဟာအရင်အသွေးမပြည့်တဲ့လက်နှစ်တွေအမြောက်အများနဲ့ရှည်တန်းမှတွားရောက်အသေးခံရတာအခုဘိုးယုံမကိုအဖို့ခံလိုက်ရတာအဲ့ဒီစစ်ကြောင်းဟာလေရွေချက်ရှိရှိနဲ့ဖိုးကျွေးလိုက်တဲ့စစ်ကြောင်းလို့ကျွန်တော်တို့ပြန်လဲပြီးတော့သိလိုက်ရပါတယ် ဆိုတော့သူတို့တက်ချင်းချင်းမှလည်းအဆင်မပြေဘူးဆိုတော့အရှင်းမှာကျွန်တော်ကြီးရေလေးကိုကဲရေမှုဟာလာဘူမှုကျုပ်ပေါ့ဗျာကြော်စွာလင်းပေါ့ဘူကျုပ်ကြီးကြော်စွာလင်းသူ့ကိုမချစ်တဲ့ကောင်ကြီးအများကြီးရှိတယ်။ဘာကြောင့်လဲ။ရှည်တန်းမှာနှစ်ပေါင်းများစွာတော်ဝင်ယူထားတဲ့ဒါဘူဟာမှုတွေရှည်တန်းမှာနှစ်ပေါင်းများစွာအလုလုပင်ပန်းခံမိဝေးဖဝေးနဲ့နေခဲ့တဲ့ကောင်တွေထတ်ဆောပြီးတော့သူကအရာရှိ ထဲမှာတော့မှတော်တော်လေးကိုအမိကတန်းပေါက်သွားတော့အရှိရကောင်လေးကမချင်းနေဘူးဒါကြောင့်လဲဒီကောင်ကိုဖင်တွန်းလိုက်တာလားမသိဘူးဒီကောင်ကတော့စကားကြုံသွားပါပြီဆိုတော့စကားကြုံရင်တော့ကျွန်တော်တို့လူငယ်တွေနဲ့တွေ့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါစကွေးလောင်းလေးဟာတော်တော်လေးကိုပုတ်ပွားပြီးတော့ရုပ်ပြဆင်းပြဖြစ်နေတဲ့အတွက်အဲ့ဒီအကြံဖက်စစ်ခွေးတက်ရဲ့လောင်းလေးကိုလည်းကျွန်တော်တို့ဒါစုပြုံပြီးတော့ ရှင်းလင်းလိုက်ရတဲ့အချိန်လေးဒီလိုရှင်းလင်းလုပ်နေတဲ့အချိန်မှာအကျမ်းဖတ်စစ်ခွေးတက်ကခိုးလာတဲ့ထမိန်တစ်ထည်ကိုကျွန်တော်တို့အမှတ်မထင်အာအသိကိုတွေ့လိုက်တာပါဆိုတော့ဒီတပုံကိုကျွန်တော်ရဲ့ Telegram မှာကျွန်တော်တင်ပြပေးမယ်ဆိုတော့ဖတ်စစ်လေးလည်းပါတယ်ဗျာကျွန်တော်တို့အခေါ်ပါတိတ်အစင်လို့ပြောမလားပါတော့ခေါ်ရိုးလေးတော့ကျိုးနေတော့မယ်ဆိုတော့ထမိန်ကဒါ အတစ်အကောင်ဆိုတော့ကျွန်တော်ထမိတ်ဈေးနဲ့ပတ်သက်ပြီးတော့တန်ဖိုးမသိတဲ့အတွက်အဲကျွန်တော်တန်ဖိုးလေးကိုတော့ဗျမ်းမြကျွန်တော်မှန်းဆလို့မရပါဘူးဆိုတော့ကျွန်တော်အမိပါတွေအဲ့ဒီထမိတ်လေးကိုကြည်ပြီးတော့ပါတန်ဖိုးလေးမှန်းဆပေးပါသူဒီထမိတ်ကိုဘာကြောင့်ခိုးတာလဲဆိုတော့သူနောက်တန်းပြန်တဲ့အချိန်မှာသူဟာသူ့ကောင်မလေးပေါ့ဗျာသူ့ကောင်မလေးကိုလက်ဆောင်ပေးဖို့လားညနာလှုပ်ဖို့လားဒါမှမဟုတ် ်ဒါချစ်ခွင့်ပံ့ဖို့အတွက်ဆပ်ပရိုက်လုပ်ဖို့လားဗောနော်ဆိုတော့ကျွန်တော်တို့ဒါလူငယ်တွေအမြင်နဲ့ကြည့်မယ်ဆိုရင်ဒါမိကလေးတယောက်ကို sports လုပ်လို့ဗောနော် propose လုပ်တဲ့ဒါပုံစံမှာပန်းလေးနေနဲ့ propose လုပ်တာရှိရဲပြီးတော့ကျွန်တော်တို့ surprise ပေါ့နော်လက်ဆောင် gift တစ်ခုခုလေးနေနဲ့ဒါအချက်ခွင့်ပန်ကြတာလေးလည်းရှိပါတယ်ဆိုတော့ဒါကိုကျွန်တော်နားလည်ပါတယ်ဒါပေမဲ့ဗျာကျွန်တော်တို့ပြည်သူရဲ့ထမိန်ကိုခိုးပြီးတော့သူမျက်နှာလုံမယ်ဆိုတော့ ျွန်တော်သူ့နေရာမှာပြန်စဉ်းစားတယ်ဟာဒီကောင်လိပ်ပြာရောလုံမလားတကယ်တော့ဟုတ်ပြီ तू आ လူပြိုဖြစ်တယ်ဆိုရင်အဒီထမိန်ပေးလိုက်လို့သူ့ကိုပြန်ပြီးတော့ချစ်ပါတယ်ဗောဗျာအာအရန်ကိုဘောကြွားရဲဗောဗျာသူ့ကိုထမိန်အောင်ပေးတယ်ဆိုတော့ဒါ main key feel တစ်ခုတော့ရှိသွားမယ်ဗျာကျွန်တော်ထင်တယ်မကျွန်တော်မသိဘူးဗောနော်ဆိုတော့ထမိန်ရလိုက်တဲ့အတွက်အရန်ကိုဝမ်းတာပြီးတော့သူ့ကိုဒါအဖြေပြန်ပေးမယ်ဗောကျွန်တော်ဒါမျိုးသူ့တွေးထားတော့လားမသိဘူး ဒါမှမဟုတ်အိမ်တော်ရှိတယ်ဆိုရင်သူနောက်တန်းပြန်တဲ့အချိန်မှာသူမိမအတွက်ဒီထမိန်အစ်စ်လေးကိုနော်ဗတ်တိတ်အစ်စင်လေးဒီထမိန်အစ်စ်လေးကိုပေးလိုက်မယ်ဆိုရင်သူမိမအရန်ပျော်သွားမယ်ထင်တယ်ဗျာဘာလို့လဲဆိုတော့အကြမ်းဖက်စစ်ခွေးတဲ့အောက်ခြေစစ်ခွေးတွေဟာရတဲ့လစာကလည်းနှစ်ပဲ၆ပြားလက်ရှိတနောနိုင်ငံရဲ့ကုံစည်းနှုတ်နဲ့သူတို့ဘာမှလုပ်လို့မရဆိုတော့မိမဖြစ်တဲ့သူကဖဲရိုက်မယ်နှလုံးထိုးမယ်ပြီးတော့ဗာလဲအချားပေါ့နော်အချားကိစ္စတွေနဲ့ပါဝင်ပတ်သက်နေတယ်ဆိုရင် အကျွေးအောင်ဖတ်သွားအောင်မယ်ဆိုတော့အချို့ဆိုရင်ဒါသူတို့ရဲ့ဒါကျွန်တော်တို့လာသာထုတ်တဲ့စာအုပ်ရှိတယ်အဲစာအုပ်ကိုဒါသူတို့ရဲ့အရာရှိတွေစီမှာပဲပြန်ပောင်ပြီးတော့သူတို့တွေငွေလေးသုံးနေကြရတာရှိတယ်ပြောချင်တာကတော့လာသာလာထုတ်လာတယ်သူတို့လက်ထုတ်အဲ့ဒီလာသာငွေသားရောက်မလာဘူး။ဘာဖြစ်လို့လဲဆိုတော့ဟိုမှာလာသာထုတ်တဲ့စာအုပ်ကသူများကိုအပ်ထားရတယ် သွားပေါင်ထားတာပေါ့ဗျာဒီစာအုပ်ကိုပေးပြီးတော့ငွေယူသူတို့ကထုတ်ပြီးတော့သုံးတာဆိုတော့ဒီအချိန်လေးမှာထမိန်တထယ်တောင်မှအသက်မဝင်နိုင်တဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့အချိန်အနည်းတွေကိုလည်းကျွန်တော်တို့မြင်တွေ့လိုက်ရတာဖြစ်တယ်ဒီထမိန်အသက်လေးကိုအိတ်ကလေးနဲ့ထုတ်ပြီးတော့ကြောပုတ်ကြီးလေးတွေထည့်ပြီးတော့လွယ်လာတယ်ဆိုတော့ခွေးသားတစ်ကောင်ရဲ့အကြောင်းကျွန်တော်စဉ်းစားတာစိတ်တော်မကောင်း တကယ်ပါဆိုတော့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဘာပဲလူလို့ကျွန်တော်မိဘတွေကတခုမကြံအမြဲတမ်းဝင်းကူညီနေတဲ့လက်ရှိအခြေအနေကြီးမှာသူတို့ဟာသူတို့သဘောကျနှစ်သက်တဲ့သူတို့ရဲ့မိမတွေတက်သူတို့ရဲ့ကောင်းမလေးအတွက်ထမိန်တထဲတော့မဝယ်ပေးနိုင်နဲ့ထမိန်တထဲတော့မစင်ပေးနိုင်နဲ့ အခြေအနေအတွက်တော်တော်လေးကိုဂယုနာတတ်မိတာဆိုတော့အဲ့ကောင်ကိုကျွန်တော်တို့အသေးကြာပါဆိုတော့ကျွန်တော်ပြောနေတဲ့အချိန်မှာအဲ့ဒီကောင်ကငရဲမှဒီထမိန်လေးနဲ့တဝဲလက်လေဖြစ်နေမယ်လို့တော့ကျွန်တော်တို့မြင်အောင်မိဟုတ်ပြီတမိန်ခိုးတဲ့ကောင်တွေကျွန်တော်တို့မှတတ်သိရှိတယ်ကျွန်တော်တို့မှတတ်သိမရှိဘဲနဲ့မပြောဘူး လေရင်ပြည့်ရှိတယ်လို့လည်းကျွန်တော်ပြောခဲ့တယ်ကျွန်တော်တို့မှာလေရင်ပြည့်ရှိတယ်ကျွန်တော် NUG ရဲ့ခေါင်းဆောင်ပိုင်းတွေပြောသလိုမျိုးကျွန်တော်ပြောတာပေါ့လေရင်ပြည့်ရှိဟုတ်ပြီဒါကကျွန်တော်ရဲ့မိသားစုတွေအများအားခုလိုပဲဆွေးနွေးနေကြအခြေအနေပါဟုတ်ပြီဒီကနေ့မှာကျွန်တော်တို့တင်ပြခဲ့တဲ့အကြောင်းအရာတွေကတော့ထမိန်ခိုးတဲ့အကြမ်းဖက်စစ်ခွေးတက်ကကောင်း ကျွန်တော်ကသူ့ကိုနည်းနည်းလေးဂူနာတက်မိတယ်စိတ်မကောင်းဘူးပေါ့ဗျာဟိုဘက်ရက်ကော့ရောက်သွားတော့လေဟိုဘက်ရက်ကော့ကဇရိုက်နဲ့ဟိုဘက်ရက်ကော့ကအစင်တန်းနဲ့တူတဲ့အခြေအနေတွေပဲနောက်ဆုံးမှအသက်ပြောက်သွားတဲ့ကောင်ကျွန်တော်တို့ဒီနေ့ဒီအချိန်မှာအရေးကြီးဆုံးအချက်ကကျောင်းတော်လှန်ရေးစုစည်းညီညွတ်ပြီးတော့အတူတူပူးပေါင်းလှုပ်ဆောင်ရမယ်အချိန်ဆိုတာကိုကျွန်တော်ပြည်သူတရက်လုံးကလည်းသိတယ်ကျွန်တော်ပြည်သူတရက်လုံးကလည်းလူလားတောင်းတနေတယ် ် ERO တိုင်းသားတပ်ဖွဲ့ဝင်အသီးသီးကလည်းဒါကိုပုံဖော်ပြီးနေကြပါဘီလို့ကျွန်တော်သတင်းကောင်းပြောကြရင်းနဲ့ဒီကနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပါရစေ။